ာရသမီးတို့အားလုံးမင်္ဂလာပါ။ဆရာကဆရာစင်မ Grade 7သင်ချာသင်ယူသင်များကိုမျှဝေသင်ကြားပေးပါမယ်။ဆရာများဝေသင်ကြားမှုလေးကိုနှစ်သက်တဲ့အကျိုးရှိတယ်ဆိုရင် Like and Subscribe လေးလုပ်သားပေးအောင်နော်။အဲ့တော့ဆရာတို့ဒီနေ့လေးလာရမှာကသင်ချာတရဲ့အခန်း3 3.1.4ဟာအပိုင်းကိန်းတွေကိုဆရာတို့အများပြင်ဖော်ပြတတ်ဖို့ဖြစ်တယ်။ဟုတ်ပြီနော်။ဒါဆိုဆရာတို့ရဲ့ဒီနေ့ရည်ရချက်လေးကလည်းပါလဲဆိုတော့အပိုင်းကိန်းတစ်ခုကိုကိန်းမြင်းပေါ်မှာအများပြင်ဖော်ပြတတ်ဖို့ဖြစ်ပါတယ်။အဲ့တော့ဒါတို့သမီးကိုဆရာနဲ့အတူတူလေ့လာရအောင်။ ပြီးရင်နောက်တစ်ချက်ကဘာလဲဆိုတော့အလျားတူဦးလဲပဲတူတယ်ဆရာတို့မြန်မာတစင်းကတူညီတဲ့ပိုင်းကင်းကြီးရဲ့ပမာဏကိုဖော်ပြတာဆိုတော့တအားလို့တမီကိုနားလည်ဖို့ဖြစ်တယ်ဒါဆိုဆရာတို့အတူတူလေ့လာလိုက်ကြရအောင်ကဲဒါဆိုဆရာတို့ပုံစံလေးတက်လေးကိုကြည့်ရအောင်ဆရာတို့ကတင်းနိုင်စာပြီးတော့တဲ့2 2 over 3ကိုဖော်ပြရင်မြားကိုဆွဲရမယ်။ဒါဆိုရင်ဆရာတို့က तू ပြောတဲ့အတိုင်းပဲဆွဲရမယ်။ပြီးတော့မှ तू ကဆုံးမှတ်ရဲ့တန်ဖိုးကို तू ကမေးထားတာ။ဒါဆိုဆရာတို့တွေ သူပြောထားတာဒီညာဆွဲခိုင်းနဲ့ညာကဘယ်အစားရမလဲဆိုတက်ကနေစပြီးတော့တက်ကနေစဟုတ်ပြီနော်တက်ကနေစပြီးတော့2 2 1 3ကိုဖော်ပြအာဖော်ပြဒါဆိုသူဒီဘာကိုပြောရလဲဆိုတော့ညာကိုပြောညာဆွဲခိုင်းတာသူကဟုတ်ပြီနော်ညာဆွဲခိုင်းတယ်ပြီးတော့ဆုံးမရဲ့တန်ဖိုးကိုဖော်ပြပါအဆုံးမတ်ဒီဇာတ်တော့ကသူဒီမေးတာဖြစ်တဲ့အဖြေထုတ်ရမယ်ကဟုတ်ပြီနော်ဒါဆိုဇာတ်တော့ညာဆွဲရအောင် အဲ့တော့တက်ကနေဆိုင်ရမယ်ဆိုတော့ဆရာတို့ဂိမ်းမြင်လေးတခုဆွဲလိုက်မယ်တက်ကစမယ်ဆိုတော့ဆမ်မတ်ဒီဟောဒီတက်ဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်ဆမ်မတ်ကလေးကနေဆမ်မတ်လေးကိုဆရာတို့မြင်လေးထောက်ထောင်လိုက်မယ်ပြီးရင် तू ကမြားကဘလောက်ပေါ်ပြရမှာလဲဆိုတော့2 2 over 3ပေါ်ပြရမှာဟုတ်ပြီနော်ဒါဆိုဆရာတို့စတာကတက်ကစမှာဆိုတော့ဆမ်မတ်ဒီ0ဖြစ်တယ်ဒါဆိုစရည်တဲ့အခါဒီကနေဒီကိုရည်တော့ဒီရောက်မှတက်ဖြစ်တယ်အဲ့တော့2 unit နဲ့2 unit ဒါဆိုဆရာတို့ဒီဒီ2 unit ဖြစ်သွားပြီ2 2 over 3ဒါဆိုရင်3နဲ့4ကြားထဲမှာဘိုင်းကြီးကိုကြည့်တော့3ဖြစ်တယ်ဒါဆိုရင်ဘိုင်းကြီးဒီစုစုပေါင်းရှိတဲ့ဘိုင်းကြီးတွေဖြစ်တယ်ဒါကြောင့်3နဲ့4ကြားထဲမှာဘယ်နှဘိုင်းပိုင်းရမလဲဆိုတော့3ဘိုင်းပိုင်းရမယ်ဒါဆိုဆရာတော့ဘိုင်း3ဘိုင်းပိုင်းလိုက်မယ်ပြီးတော့မှဘိုင်းဝေကိုကြည့်မယ်ဘိုင်းဝေဒီ2ဖြစ်တယ်ဒါဆိုရင်ဘိုင်းဝေဒီ2ယူနှစ်ပိုင်းကိုပေါ်ပြရမယ်ဒါဆိုဆရာတော့ကဒီဘိုင်းနှစ်ပိုင်းဆိုတော့ဒီနေရာလေးဟုတ်ပြီเนาะအဲ့ဒီအထိဒီဆရာတော့ဘယ်လောက်ရှိတာလဲဆိုတော့ 2 2 over 3ကိုပေါ်ပြရဲများဖြစ်တယ်။ဒါကြောင့်မလို့ဆရာတို့ကများလေးဆွဲလိုက်မယ်။ဒါဆိုဆရာတို့ဆွဲလိုက်တဲ့များလေးတဲ့ဒီဘလောက်ရှိရလဲ2 2 over 3ရှိတာ။ဟော၊ तू ပြောတဲ့များကိုဆွဲပြီ။ तू မေးတာကဘာအောင်မေးရလဲဆုံးမှတ်ကိုမေးရ။ဒါဆိုရင်များလေးဆုံးနေတဲ့နေရာဒီရောဒီနေရာဒီအဖြေဖြစ်တယ်။ဟောပြီနော်ဆုံးမှတ်ကိုမေးရ။ဒါဆိုရင်များလေးဆုံးနေတဲ့နေရာဒီ unit ဘလောက်ရှိရလဲဆို तू ဒီ0ကနေပဲရေးတွဲရမယ်။ तू ရောက်နေတဲ့နေရာရဲ့ တန်ဖို့ကိုတည်ဖို့ဆိုရင်ဟောပြီနော်ဒါဆိုဆရာတို့ဒီ ठी က3 unit ဖြစ်တယ် ठी က3 unit ဖြစ်တယ် unit 2 unit 3 unit ဖြစ်တယ်ဒါကဘယ်လောက်လဲဆိုတော့3 over 2ဖြစ်တယ်ဟောပြီနော်ဒီကနေဒီ ठी 3ကနေ4 ठी ဒီစုစုပေါင်းပိုင်းချီဒီ3ဖော်ပြထားတာက2ဖြစ်တယ်ဒါကြောင့်2 over 3ဒီကနေဒီ ठी က3 3 unit ဖြစ်တယ်ဒါကြောင့်ဆုံးမှတ်ဒီဘာဖြစ်တယ်3 2 over 3ဖြစ်တယ်ဒါဆိုဆရာတို့ကဖြေထုတ်လိုက်ရုံပဲဆုံးမှတ်ဤတန်ဖိုးဒီ 3 2 over 3ဒါဆိုရင်ဟောဒီပုံစံတစ်တစ်လေးတာဝတိမျိုးနားလည်မယ်နော်ဟုတ်ပါပြီဒါဆိုဆရာတို့လေ့ကျင့်ခန်းသွားကြရအောင်ကဲလေ့ကျင့်ခန်း3.4ဟုတ်ပြီနော်အဲ့တော့လေ့ကျင့်ခန်း3.4ကဆရာတို့က2 1 over 2နိုင်စတယ်ဒီတခါများစတဲ့နေရာလေးက2 1 over 2မှာစတယ်ပြီးတော့အပိုင်းကိန်းကဆရာတို့က3 1 over 2ကိုဖော်ပြတယ်ညားကိုဆွဲရမယ်အဲ့တော့ညားဆွဲခိုင်းတယ်ပြီးတော့ဆုံးမိုက်တန်ဖိုးကို ပေါ်ပြပါဆိုတော့ခုနကပုံစံပစ်တက်နဲ့ဒီပုံစံနဲ့ပဲတူတယ်ဟုတ်ပြီနော်အပိုင်းကိန်းလေးတွေပဲကြောင်းသွားဒါဆိုဆရာတို့တွေညာလေးဆွဲလိုက်အောင်2 1 over 2မှာစရဲဆိုတော့ဆရာတို့ရေတွက်မယ်ဒီကနေ့ဒီတီက1ဒီတီက2ဆို2ဒီတီက2 unit ဆရာတို့ဒီ1 over 2ဆိုတော့နှစ်နဲ့3ကြားထဲမှာဘယ်နှပိုင်းပိုင်းရမလဲနှစ်ပိုင်းပိုင်းပြီးတော့တပုံကိုပေါ်ပြရမှာဖြစ်တယ်ဒါဆိုတဝဲဝဲရမှာဖြစ်တယ်ဒါကြောင့်ဆရာတို့သူသည်2 1 over 2စ ဟုတ်ပြီနော်ဒါကြောင့်စာမတ်ဒီ2 1 over 2ဒီနေရာလေးကစာရမယ်အဲဒါစာမတ်တွေ့သွားပြီဒါဆိုဆရာတို့အများပေါ်ပြရတော့မယ်မြားကဘယ်လောက်ပေါ်ပြရမှာလဲဆို3 यू နဲ့ပေါ်ပြရမယ်ဒါဆိုဆရာတို့ရေတွက်မယ်ဒီကအပြည့်ကိုရေတွက်လိုက်မယ်အဲဆိုဒီကနေဒီထီကဆရာတို့ကဘယ်လောက်ယူနေလဲဒီကနေဒီထီသည်နှစ်ပုံပုံရင်တစ်ပုံဖြစ်တဲ့အတွက်သူဒီ1 over 2ဖြစ်တယ်ဒါဆိုရင်နောက်ကအပိုင်းကလေး1 over 2ကပုံပြီးသားဖြစ်နေပြီဒါဆိုရှေ့ကဘယ်လောက်ပဲရေတွက်ရအောင်မလဲ ၃ unit ပဲရေးတွေ့ရတော့မယ်ဒါဆိုရင်၁ unit ၂ unit ၃ unit ဒါဆိုရင်ဆရာတို့အခုဖော်ပြလိုက်တာဒီ3ဒီကနေ DT ဒီ3ဖြစ်တယ်ဒါကြောင့်3 1 over 2သူပြောတဲ့များဒီပဲဒီဆွဲရမယ်10အထိဆွဲရမယ်ဒါဆိုဆရာတို့များလေးဆွဲလိုက်ပြီ3 1 over 2ပြီးတော့သူကဆုံးမကိုမေးတယ်ဒါဆိုဆရာတို့ဆုံးနေတဲ့နေရာဒီအဖြေဖြစ်တယ်ဆုံးနေရများလေးဆုံးနေတဲ့နေရာဒီဘလောက် unit နဲ့6 unit ဒါဆိုဆရာတို့သူမေးတဲ့မေးခွန်းလေးကို ဖြေလိုက်ရုံပဲသုံးပါးဤတန်ဖိုးသည် sales ဖြစ်တယ်ကဲဒါဆိုရင်နံပါတ်1လွယ်လွယ်လေးပဲဟုတ်ပြီเนาะဒါဆိုဒါတို့သမီးတို့နားလည်မယ်เนาะဟုတ်ပါပြီအဲ့တော့သူစာခိုင်းတဲ့နေရာလေးကနေစရမယ်ဒါအရေးကြီးတယ်ဟုတ်ပြီเนาะအဲ့တော့စာမှတ်လေးတွေကိုရှာတန်းရမယ်ပြီးသွားရင်သူပေါ်ပြခိုင်းတဲ့မြားကိုလည်းပဲရေးတွက်တန်းရမယ်ဟုတ်ပြီเนาะဒါဆိုရင်ဒါတို့သမီးတို့စာမှတ်လေးတွေလည်းရှာတတ်မယ်သူပေါ်ပြခိုင်းတဲ့မြားလေးကိုလည်းရေးတွက်တတ်မယ်လို့ဆရာပြောကြည့်တယ်ဟုတ်ပြီเนาะကဲဒါဆိုနောက်ထပ်လေ့ကျင့်ခန်းလေးနှစ်ကိုဆက်ပြီးတော့လေ့လာလိုက်ရ ကဲနံပါတ်2ကိုကြည့်အောင်ဒီခါကျတော့ဆရာတို့စားမှတ်ကလေးရဆရာတို့ပြောင်းသွားတယ်1 1 over 3မှာစားရမယ်ပြီးတော့ဆရာတို့ဒီတစ်ခါကျတော့ဆုံးမှာ3 night ဆုံးတာမြားတယ်မြားဟာဆုံးတဲ့နေရာလေးကိုပြီးတာဒီတစ်ခါအဆုံးကိုပြီးတာပေးပြီးသူကဘာမေးလဲဆိုဒီခါမြည်တိအပိုင်းကိတံမှုကိုဖော်ပြသေးတယ်ဒီတစ်ခါမြားရဲ့တံမှုကိုမေးတာဒီတစ်ခါပြောင်းပြန်ရှေးပု္ပ္ပာမှာတော့ကမြားဆွဲခိုင်းပြီးတော့မှဆုံးတဲ့နေရာကိုမေးတာဒီတစ်ခါကျတော့အစားနဲ့အဆုံးကိုပြီးထားပြီးဘာကိုမေးတာလဲ မြားရဲ့ unit တန်ဖိုးမေးတာဟုတ်ပြီနော်ဒါဒီမြားရဲ့ unit တန်ဖိုးမေးတယ်ဆိုတာနားလည်အောင်ဒါဆိုဆရာတို့သူပြေးထားတဲ့အတိုင်းစာမန်းနဲ့ဆုံးမန်းနဲ့ကိုဆွဲကြည့်မယ်ပြီးတော့ဂျားထဲမှာမြားလေးကဘလောက်ကွာဝေးလဲဆရာတို့အပိုင်းကိန်းရေတွက်ကြဟုတ်ပြီနော်ဒါဆိုဆရာတို့ဂိမ်းမြင်လေးတစ်ခုဆွဲလိုက်မယ်သူပြောတာ1 1 over 3မှာစတယ်အဲ့တော့ဒီကနေဒီတရားဒီ unit ဖြစ်တယ်အဲ့တော့1/3ဘန်းရည်သည်စုစုပေါင်းရှိတဲ့ဘန်းရည်တွေဖြစ်တဲ့ဘန်းရည်သည်3ဆိုတော့ဆရာတို့ဒီ10နဲ့ နှစ်ကြားထဲမှာဘယ်နှပိုင်းပိုင်းရမလဲ3ပိုင်းပိုင်းရမယ်ပိုင်းလိုက်ပြီး3ပိုင်းပြီးတော့မှာ1 over 3ဆိုတော့တပုံကိုဖော်ပြရမှာဖြစ်တယ်ဒါဆိုဒီကနေဒီဒီဒီ1 over 3ဒီနေရာလေးဖြစ်တယ်ဒါဆိုဒီနားကစရမယ်အဲ့နေရာဒီသူပြောတဲ့အတိုင်း1 1 over 3ဖြစ်တယ်ဒါဆိုစာမှတ်ကလေးတွေ့ပြီးဆုံးမှတ်ကိုဆရာတို့ကဘေဘီတာဆုံးမှတ်က3မှာဆုံးတယ်ဆိုတော့3လေးမှာတောင်းလိုက်ရမယ်ဒါဆိုအဲ့ဒီအထိဘာလို့ရမလဲမြားဆွဲရမယ်ဆွဲလိုက်မယ်မြားပြီးတော့မှရေတွက်မယ်ဘလောက်ယူနေတယ် ကဲဒီကနေ့ဒီတီကဆရာတော်ကတယူနဲ့ကတည်နေပြီဒီကနေ့ဒီတီကတယူနဲ့ရှိတယ်နည်းနည်းသုံးတယ်ဒီမှာအပိုင်းကိမဲရေတွေ့ရတော့မယ်ဒါဆိုဟောဒီတင်းတဲ့နေကြထဲမှာအပိုင်းရေတွေ့သည်စုစုပေါင်းရှိတဲ့အပိုင်းရေတွေ့သည်ဘယ်လောက်လဲ၃ပိုင်းရှိတယ်အဲ့ဒါမှာဖော်ပြထားတာဒီဆရာတော်ရေတွေ့မယ်တစ်ပိုင်းနှစ်ပိုင်းဒါဆိုဆရာတော်တွေရေတွေ့လိုက်တာဒီ2ပါ 3D ပိုင်းလေးရဒါဆိုဒီက1ရယ်ဒီက2 over 3ရယ်ဆိုတော့ဒီညာလေးရဲ့ unit အကွာဝေးသည်ဘယ်လောက်ရှိလဲ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 2ကိုပါတတိရှိတယ်ဒီလိုရေးတွဲဟုတ်ပြီနော်ဒါကြောင့်မို့ဆရာတော်အမြာရဲ့ကွာဝေးလေးသည်1 2ကိုပါတတိရှိတယ်သူမေးထားတာမြည်သည့်အပိုင်းဂိတ်တံမှုကိုဖော်ပြသည်ဆိုသူဖော်ပြတဲ့အမြာလေးရဲ့အပိုင်းဂိတ်တံမှုသည်ဘယ်လောက်ရှိလဲ1 2ကိုပါတတိရှိတယ်ဒါဆိုရင်စာဖြေလို့ရပြီအပိုင်းဂိတ်ရဲ့တံမှုသည်1 2ကိုပါတတိရှိတယ်ဒါဆိုရင်နံပါတ်2လေးနားလဲမယ်နော်အဲ့တော့နံပါတ်2လေးကဘာကိုပေးထားရလဲစာမှန်းနဲ့ဆုံးမှန်းနဲ့ပေးထားပြီးတော့သူ့ရဲ့ မြားလေးရဲ့ယူနဲ့အကွာဝေးအပိုင်းငင်းကိုမေးတာဖြစ်တယ်။ဒါဆိုရင်လားလေးပဲနော်။ဟုတ်ပါပြီ။ကဲဒါဆိုဆရာတို့နောက်ထပ်နံပါတ်3လေးလာရအောင်။နံပါတ်3လေးဖြေရအောင်။ဒီတစ်ခါကျတော့ဆရာတို့က find နိုင်ဆုံးပြီးဒီတစ်ခါဆုံးမတ်ကိုအရင်ပေးထားတာအဆုံးကိုအရင်ပေးထားတာအဲ့ဆိုဆရာတို့နောက်ပြန်ရေးတွေ့ရတော့မယ်ဟုတ်ပြီနော်ပြီးတော့အပိုင်းကိန်းကဆရာတို့က2 3 0 4ကိုပေါ်ပြတဲ့ညာညာလဲပေးထားတယ်အဲ့ဆိုဒီကောင်ကဒါညာဆွဲရမယ့်ကောင်ဟုတ်ပြီနော်ဒီကောင်ဒီညာဆိုတာတီးရမယ့် ဆုံးမှတ်ပေးတာရေခါပြောင်းပြန်ဘာလို့မေးတာလဲဆိုတော့စာမှတ်ရဲ့တန်ဖိုးကိုမေးတာဖြစ်တယ်အစကိုမေးတာဩပထမပု္ပ္ပစာတုန်းကဆုံးမှတ်ကိုမေးဒုတိယပု္ပ္ပစာမှာမြားကိုမေးအခုတတိယပု္ပ္ပစာကစာမှတ်ကိုမေးအဲ့ဒါပဲဟုတ်ပြီနော်ဒါဆိုတော့တို့ဘလောက်နားလဲလဲဆိုတာဆရာတို့ကလက်ပတ်ပြီးတော့မေးထားတာအေးစေးဘောတရားနားလဲလို့လေးလေးသင်ချတာဟုတ်ပြီနော်ကဲဒါဆိုဆရာတို့လေညာလေးဆွဲလိုက်မယ်ဆုံးမှတ်က5ပါဆုံးတယ်ဆိုတော့မြားကိုဆရာတို့5 6လောက်ထိဆွဲမယ်ပေါ့နော်ဒါဆိုဆရာတို့ဆွဲလိုက်မယ် အဲ့တော့ဆုံးမတ်ဒီ file မှာဆုံးတာလို့ပြောတဲ့အတွက်ဆရာတို့ဆုံးမတ်ကနေစောင့်အဆုံးကနေပြန်ရေးပြတ်ဒါဆိုဆုံးမတ်မှာ file မှာညာလေးထောင်လိုက်ဆုံးမတ်ဒီ file အပိုင်းကိန်းကဘယ်လောက်ရှိရမှာလဲ2 3 over 4ဒါဆိုဆရာတို့နောက်ပြန်ရေးတွေ့မယ်2ဆိုတော့တယူနဲ့နှစ်ယူနဲ့ဒါဆိုဒီတိက2နှစ်ယူနဲ့ရေးတွေ့ပြီးသားပြီဆရာတို့ရေးတွေ့ရမှာဒီ3 over 4ရေးတွေ့ရအောင်မယ်ဒါဆိုအပိုင်းကိန်းဒီဘိုင်းကျည်ဒီစုစုပေါင်းရှိတဲ့ဘိုင်းရေးတွေ့ဖြစ်တဲ့ ဒါဆိုရင်နှစ်နဲ့သုံးနဲ့ကြားထဲမှာဘယ်နှပိုင်းပိုင်းရမလဲ၄ပိုင်းပိုင်းရမယ်ပြီးတော့မှ၃ပိုင်းပေါ်ပြရအောင်ဒါကြောင့်ဆရာတို့နှစ်နဲ့သုံးနဲ့ကြားထဲမှာ၄ပုံပုံလိုက်မယ်ဒါဆိုတဝက်အရင်ဝက်နောက်ထပ်တဝက်စီဝင်လိုက်ရင်၄ပုံဖြစ်သွားပြီကဲ၄ပိုင်းပိုင်းပြီးသွားပြီ၄ပိုင်းကမှ၃ပိုင်း3 over 4ဆိုတော့3 3ပိုင်းကိုပေါ်ပြတာဒါဆိုရေတွက်မယ်၃ပိုင်း၂ပိုင်း၃ပိုင်းဒါဆိုရင်ဆရာတို့မြားပေါ်ပြတာဒီဘယ်ထိဆွဲရမလဲဟောဒီနေရာလေးဒီဆွဲရမယ်ဒါဆိုဒီနေရာလေးမှာထောင်းလိုက် များသည့်ဆရာတို့ကဗမာဆုံးတာလေဖိုင်မှာဆုံးတာရေတွက်တာဒီလိုရေတွက်လို့ဆိုပြီးအများကြီးဒီဘက်ကိုပြန်ထိုးရင်တော့မားပြီเนาะဒါဆိုဆရာတို့ကဆုံးမှတ်ဒီဖိုင်ဖြစ်တဲ့အတွက်များကောင်းလေးရပဲကိုပဲလဲရမယ်ဖိုင်ကိုပဲလဲရမယ်လဲလိုက်ဒါဆိုဆရာတို့သူပြောထားတဲ့ဆရာတို့ဆွဲလိုက်တဲ့များလေးအကွာဝေးကဘယ်လောက်လဲ2 3 over 4ဒါဆိုဒီနေရာမှာရေးလိုက်မယ်2 3 over 4သူမေးတာဒီဆရာတို့စားမှတ်ကိုမေးတာဆရာတို့စားမှတ်သိသွားပြီစားမှတ်ဒီဒီနေရာလေးမှာစားတယ် ဒါဆိုရင်နေရာလေးကအဖြေဘယ်လောက်ရှိလဲဆရာတို့ရေတွဲရမယ်အဖြေရေတွဲတဲ့အခါကျတော့ဆရာတို့ gain မြင့်နဲ့ရေတွဲတဲ့အတိုင်း0ကနေပဲစပြီးရေတွဲရမှာဟုတ်ပြီနော်ဒါဆိုဆရာတို့ရေတွဲမယ်ဒီ unit နဲ့ unit ဒီကနေဒီထိရဘယ်လောက်ရှိလဲရေတွဲမယ်သူဒီဆရာတို့၄ပုံ ပုံထားတာ ဖြစ်တဲ့နဲ့နဲ့၃ကြားထဲမှာစုစုပေါင်းရှိတဲ့အပိုင်းရေတွဲသည့်၄ပုံရှိတဲ့၄ပုံထဲမှာဒီနေရာလေးဒီနှစ်ပုံပေါ်ပြတာလေတစ်ပုံကိုပေါ်ပြတာဖြစ်တယ်ဒါကြောင့်မလို့ဆရာတို့ဘယ်လောက်ရမလဲ2 တပုံကိုပေါ်ပြတာဆိုတော့သူဒီ block ဖြစ်မယ်1 over 4ဖြစ်မယ်ဒါဆိုဆရာတော်ကအဖြေရေးလို့ရပြီ2 1 over 4ကဲဒါဆိုဆရာတော်တွေအဲ့နေရာလေးဒီ block ရှိတယ်2 1 over 4ရှိတယ်ဒီနေရာလေးဒီ2 1 over 4ရှိတယ်ဒါဆိုရင်စာမတ်ကလေးဘယ်လိုရေးတွင်းရလဲဒါတို့သတိလို့ရေးတွက်တတ်ပြီနော်ဟုတ်ပါပြီဒါဆိုဆရာတို့အဖြေထုတ်လိုက်ရင်ဝယ်စာမှန်ရဲ့တန်ဖိုးဒီဘလောက်ရှိလဲ 2 1 over 4ဒီကနေ့ဒီဒီဒီ2 unit ရှိရဲ့ဒီကနေ့ဒီဒီက1 over 4ရှိရဲ့ဒါကြောင့်ဖြည့်ထုတ်လိုက်ရုံပဲ2 1 over 4ဒါဆိုရင်ဆရာတို့ဒီနေ့လေ့ကျင့်ခန်းလေးတာဝန်သမီးတို့နားလည်မယ်လို့ဆရာယုံကြည်ပါတယ်။အိုကေဒါဆိုဒီနေ့ရဲ့စကားလေးဆောင်လေးကပါဠိဖြစ်မယ်အကြောင်းမခိုင်းလုံးပဲအချိန်ဆွဲလေရင်အကျိုးရုတ်တက်တယ် ောက်ကျွန်တော်တော့အကြောင်းမခိုင်လို့ပဲအချိန်ဆွဲရင်အကျိုးရုပ်တက်သည်ဆိုဆရာတို့လေအဲ့တော့အကြောင်းရေအရာခိုင်ခိုင်မာမာအကြောင်းပြချက်မခိုင်လို့ပဲနဲ့ဆရာတို့တွေကအချိန်တွေကိုနေရွှေညာရွှေဟုတ်ပြီနော်အဲ့လိုတွေရွှေနေဆရာတို့အတွက်ဖြစ်လေအကျိုးရုပ်တက်တယ်ဟုတ်ပြီနော်အဲ့တော့တအားသမီးတို့လည်းပဲအဲပညာသင်တဲ့အခါမှာဆရာတို့ကအချိန်တွေကိုအာပြီးတော့မှလုံးမယ်ကွာထမင်းစားပြီးမှလုံးမယ်ကွာမနေ့ဖန်မှလုံးမယ်ကွာဆောင်းပွဲပြေခါနီးမှလုံးမယ်ကွာစသဖြင့်ဆရာတို့တွေကအချိန်တွေကိုပါပြင်နေမလဲ ရွှေ့နေမဲ့ဆိုရင်အเจ้าမကိုင်လုံးမဲ့နဲ့ရွှေ့နေမဲ့ဆိုရင်တော့အကျိုးယုံမှာဖြစ်ပါတယ်အဲ့တော့သာသမီတို့ဒီဆရာမိပါတို့ထင်တဆင်းမြင်အောင်ကြိုးစားနိုင်တဲ့ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေဘိုင်ဘိုင်